ညာတက်ကစားမဘောကအန်ဖီမာကစားရတဲ့နောက်ဆုံးပွဲဖြစ်သွားနိုင်ကြောင်းဝန်ခံလာခဲ့မကွာရ။အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်းဆက်နေပါလိမ့်။အခုတလောမှာဆိုရှယ်မီဒီယာဆံမျက်နှာတွေမှာအဓိကနေရာယူထားသူကတော့မကွာရလို့ခေါ်တဲ့ကောင်းကြီးပါပဲ။မကွာရကတော့မန်ချက်စတာယူနိုက်တက်အသင်းမှာအခွင့်အရေးတချို့ရရှိနေပြီးတော့အဲဒီအခွင့်အရေးတချို့ကိုကြိုးစားအသုံးချပြီးအသင်းအတွက်ကောင်းမွန်တဲ့ခြေစွမ်းတွေတွင်းကိုရရရှိအောင်လို့စွမ်းဆောင်ပေးထားနိုင်ကြတာဖြစ်ပါလိမ့်။ညာတက်ပရိသတ်တွေကလည်းအရင်ကဝိုင်းပြီးဝေဖန်ကြသလောက်ခုဆိုရင်တော့ကောင်းကြီးမှကောင်းကြီးဖြစ်ကုန်ကြပါပြီ။ အလိုမျိုးဖြစ်အောင်လဲမကွမ်းရကသွေးချွေးနဲ့ရင်ပြီးတော့စိတ်ရှည်တီးခံပြီးကြိုးစားခဲ့ရတာပါ။အရင်ပိုင်းခြားတွေကမကွမ်းရအတွက်လဲလဲကူခဲ့တာတော့မဟုတ်ပါဘူး။မကွမ်းရကိုပြီးခဲ့တဲ့ပြောင်းရွှေ့ဈေးကွက်တွေတုန်းကလည်းအသင်းဘက်ကရောင်းထုတ်ဖို့ကြိုးစားခဲ့ပါသေးတယ်။မကွမ်းရကတော့ United မှာနေရင်လုံးလို့ကုတ်ကပ်ပြီးတော့နေခဲ့တာပါ။သူတက်ကတော့ United အသင်းကအယားယားပဲဖြစ်ပါလိမ့်။လက်ရှိမှာလဲမကွမ်းရက Manchester United အသင်းရဲ့စာချုပ်နောက်ဆုံးနေ့ထဲကိုရောက်ရှိနေပြီလဲဖြစ်ပါလိမ့်။ဒီကရက်လီဗာပူးအသင်းရဲ့ကစားခဲ့တဲ့ MV ပွဲစဉ်က United အတွက်နောက်ဆုံး MV ပွဲဖြစ်နိုင်ကြောင်းအင်္ဂလန်သားကဝန်ခံလာခဲ့တာပါ ကျွန်တော် Manchester United အသင်းမှာကစားလာတာ9နှစ်ရှိနေပါပြီ။အဲဒီ9နှစ်အတွင်းမှာ Anfield ကနိုင်ပွဲမရခဲ့တာကစိတ်ထိခိုက်စရာအခိုက်အတန့်နေပါပြီ။ရိုးသားသားပြောရရင်တော့ဒီကိစ္စကကျွန်တော်စိတ်ထဲမှာကင်းရောက်နေတာကြားခဲ့ပါပြီ။ကျွန်တော်က United နဲ့စာချုပ်နောက်ဆုံးနေ့တဲကိုရောက်နေလို့ဒါက United အတွက် Anfield မှာလာကစားရတဲ့နောက်ဆုံးပွဲလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ Anfield ကိုလာပြီးတော့ကိုသိနိုင်ခဲ့တာကိုတကယ်ကိုကောင်းပါတယ်။ဒီကိစ္စကစိတ်ထဲမှာရှိနေတာကြားနေပြီမလို့ပါလို့မကွန်ရာကပြောဆိုထားတာပါ။ ဒီနေ့တင်ဆက်မှာတော့လောက်ပါပဲနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့တွေနေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်ညီကုန်းချုပ်ပါရီညာ